်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးမြို့အနီးကစစ်ကောင်စီတပ်ရင်းတွေကိုအာရခတပ်တော်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့စုံစမ်းသိရပါတယ်ကျောက်ဖြူမြို့နယ်သုံးမှန်ခန့်အကွာမှာရှိတဲ့ဂုံးချိန်ကျေးရွာကခမရ9လေးနှစ်နဲ့ခမရ9လေး3တက်ရင်နှစ်ခုကိုပြီးခဲ့တဲ့ဇွန်လဒုတိယပတ်ကစပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တို့ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်လို့သိရပါတယ် ခမရ9လေးနှစ်နဲ့ခမရ9လေး3တက်ရင်တွင်ဟာကြောက်ဖြူရန်ကုန်အဝေးပြေးကားလမ်းနှဘဲမှာရှိပြီးတော့တက်ရင်နှစ်ခုဟာငါးပါလုံခန့်သာကွာဝေးတယ်လို့သိရပါတယ်ထို့အတူကြောက်ဖြူမြို့ပေါ်မှာတက်ဆွဲထားတဲ့ခလာရ30လေးတက်ရင်နဲ့အနည်းဝန်းကျင်နေရာတွင်ကိုလည်းဇွန်လ15ရက်ည9နာရီကျော်အချိန်ခန့်မှာလက်နက်ကြီးတွေကြားရောက်ပောက်ကွဲမှုရှိခဲ့တယ်လို့သိရပါတယ် လက်ရှိတိုက်ပွဲတွင်ဟာအမှတ်30နဲ့ရဲတပ်ရင်းနဲ့တညဝတီရဲတပ်ဌာနချုပ်အနီးတွင်မှဖြစ်နေပြီးအခြားတပ်ရင်းတွေကလည်းစစ်ကူမလာစေဖို့ပါဝင်တပ်တော်ကလက်နက်ကြီးတွေနဲ့လမ်းပြီးတော့ပစ်ခတ်နေတာပါလက်ရှိမှာတော့မြို့ပေါ်မှာလက်နက်ကြီးပောက်ကွဲတံတွေကြားနေရတာကြောင့်မြို့ခံတွေဟာကြောက်လန့်နေကြပြီးတော့တိုက်ပွဲကြားမှာပိတ်မိမှာကိုစွန့်ရင်မှုတွေရှိနေကြပါတယ် တိုက်ပွဲမဖြစ်ခင်ကကြောက်ဖြူမျိုးကန်တွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုငွေပေးပြီးတော့မြို့ပြင်ကိုစစ်ဘဲတင်းဆောင်ခွင့်ရရှိခဲ့ကြပေမဲ့မေလအစောပိုင်းကစပြီးမြို့ပြင်ကိုလုံးဝထွက်ခွာခွင့်မရှိတော့ဘဲပိုက်လွန်ခံထားရတယ်လို့မြို့ခံတွေကပြောဆိုကြပါတယ်ဖေဖော်ဝါရီ20ရက်က စတင်ခဲ့တဲ့ကြောက်ဖြူတိုက်ပွဲဟာလက်ရှိလေလာခန့်ကြာမြင့်လာပြီးဖြစ်ပြီးတော့အေအေဘက်ကနမ်းမေတောင်မင်းတပ်တောင်နဲ့မလကျန်းကျေးရွာကစစ်ကောင်စီစခန်းတွေကိုတင်ပိုက်ထားပြီးတော့လက်ရှိအမှတ်32ရစ်တက်ရင်းကိုထိုးစစ်ဆင်နေတာပါ ဒါအပြင်ကြောက်ယူတိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီဘက်ကဗိုလ်မှူးချုပ်အဆင့်ရှိသူ2ဦးနဲ့တပ်ဖွဲ့ဝင်အများအပြားကြဆုံးပြီးနောက်ထပ်ဗိုလ်မှူးတဦးနဲ့အခြားအဆင့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းအာရခတပ်တော်ကဖမ်းဆီးရမိထားတယ်လို့သတင်းရင်းမြစ်တွင်စီကနေသိရပါတယ်